အားလုံးမင်္ဂလာပါဘောရုံချစ်မိကိုရင်းနေကောင်းကြမှာချမ်းသာကြပါပြီကျွန်တော် YouTube channel လေးရနဲ့အားလုံးကိုကြိုဆိုပါရစေ။ချမ်းမြန်းလေးပွဲစဉ်တွေကိုပွဲချသုံးသပ်ပေးပါမယ်။မြန်မာစံတော်ချိန်17:55မှာကစားမယ်။ UFC နဲ့ Newcastle ရဲ့ပွဲစဉ်မှာ Fantasy Body ကြီးကတော့ဝေးဝင်းအသင်းဖြစ်တဲ့ Newcastle level 80နဲ့ဘောပေါင်းကြီး1090ဆိုမှဖွင့်ထားပါရနော်။ဒီနှစ်သင်းကြားထဲမှာကြီးလိုက်မယ်ဆိုရင်ဒါ Dumbo အဖြစ်ကတော့ Newcastle ရဲ့စားတအားမြင့်နေပါတော့ကစားသမားပိုင်းတွေလည်းတအားနေပါတော့ ဒါပေမဲ့လည်းတစ်ဖက်က USG ကလည်းသူ့ရဲ့အိမ်ဝင်ဖြစ်နေတယ်ပေါ့နော်ဒါကျွန်တော်သတိထားရမယ်ပေါ်စင်တတုံးကဆိုလဲ USG ကသူနိုင်ထားတဲ့အစင်းဆိုရင် PSU ရော31နဲ့နိုင်ထားတယ်ပေါ့နော် Capitalian Lim မှာဆိုလဲသူအထူးခြေစွမ်းပေါ့နော် share ပြနေတယ်ပေါ့လေပြောချင်တာ show one မရှိသေးတဲ့အတင်းနဲ့ဖြစ်နေတယ်ပေါ့နော် Newcastle အတင်းနဲ့တစ်ချက်သတိထားမှာပေါ့နော်ခင် Newcastle ကိုကြည့်လိုက်မှာဆိုရင် Newcastle ကနောက်ဆုံး Pro Premier League Arsenal ကို show ခဲ့တယ်ဒါ Champion Lim မှာဆိုရင်တော့ Barcelona ကို2-1နဲ့ show ခဲ့တယ်ပေါ့နော် tactics ကတော့ဘူးရရတာတွေ့ရ ဒီနေ့တင်တော့အရင်တော့ကတော့ဒဇင်တစ်ခါမှတိတ်တိုက်တွေးဆောင်ထားဘူးရှင်လည်းမရှိဘူးပေါ့နော်။ဒါနဲ့ပွဲပွဲဖက်မှကြည့်မယ်ဆိုရင်မြူကာဖက်ဖက်မှဖယ်မယ်ဂရမ်ဆေးတို့ဝက်ဆာတို့ဒါပဲရှင်နော်လီဗာမင်တို့ဒီကစားဒီကစားသမားတွေလည်းချောက်ဖို့ရှိရပါတော့။ Minus to Osport ကြီးမှာဖွင့်ထားတာကတော့ USG အနံကို3.50တရေကို3.70နဲ့ Newcastle အနံကိုနှစ်ဆပေးထားတယ်။ကျွန်တော်ကဒီပွဲစဉ်မှာ Asian အသင်းကတော့ဂိုးရမယ်လို့ကျွန်တော်ထင်နေကြ။ အဲ့ဒီအတွက်ကြောင့်ဆိုတော့ငသင်းလုံးကိုသွင်းလိုက်မှလည်းချက်နေပါတော့ voting looks core style တဲ့ body မှာတော့ ancient indian ဖြစ်တဲ့ usg ပဲခြိုက်တယ်ဗျာ usg ကတော့ဒါမှန်းတော့ကစားသမားသူ့ထိုင်နေတဲ့နိုင်နေဆိုမှလည်းလက်ရှိပြရတဲ့ performance ကတော်တော်လေးကောင်းတယ်ဗောနော်အဲ့ဒါဆိုတော့ ancient indian မှာကျွန်တော်တဘောကျနောက်ထပ်တစ်ပွဲကတော့ quarterback နဲ့ coven hagen တို့ရတာ7နိုင်15မှာကစားမယ်ဗောနော်ဒါကတော့ debt ပေးထားပါတယ်ကိုပေါင်းချီ390နိုင်ပေးထားတယ် ကော်ရဘတ်ကတော့ဒါကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အာဇာဘိုင်ဂျန်ပေါ့နော်ဒါအထူးခြေစွမ်းပြမှာဘန်ဘီကာကိုလည်းနိုင်ထားတယ်ပေါ့ဗျာဒါပွဲစဉ်တစ်တုံးအဘန်ဘီကာအသင်းကို2 3ဆိုတဲ့ရလနဲ့နိုင်ထားတယ်တစ်ဖက်ကကိုဗင်ဟီရင်ကတော့ဒါလီဗာကူဆင်နဲ့တူတူဆိုမှကြားထားပေါ့နော်လီဗာကူဆင်နဲ့တူတူကြားထားတယ်ကိုဗင်ဟီရင်ကလည်းတိုက်စစ်အရန်ကောင်းတဲ့အသင်းဖြစ်တယ်ပေါ့နော်တစ်ဖက်ကကော်ရဘတ်အသင်းကလည်းခံစစ်တိုက်စစ်တအားကောင်းတဲ့အသင်းဖြစ်တယ်ပေါ့နော်ဒါတော်တော်လေးကြီးကောင်းမယ်ဒီပွဲစဉ်တွေကဒီနှစ်သင်းကတော့2019က နှစ်ကြိမ်တွေ့ထားဘူးတယ်ဗောနော်တစ်ကြိမ်ကတော့ quarterback နိုင်တယ်တစ်ကြိမ်ကကိုပင်ရင်နိုင်တာတွေ့ရတယ်ဗောနော် points to us box ကြီးမှာတော့ quarterback အနိုင်ကို2.70တရေကို3.30နဲ့ကိုပင်ရင်အနိုင်ကတော့2.50ပေးထားပါကျွန်တော်တော့ဘယ်လိုပဲနေနေပါဒီပွဲဆင်မှာတော့ ancient အင်းသင်းဖြစ်တဲ့ quarterback ပဲခြိုက်တယ်ဗျ quarterback နဲ့ကျွန်တော် goal ခြိုက်တယ် အသင်းပေါင်း3လုံးတော့ဖြစ်သွားမှထင်တယ်နော်ကာရာဘာနဲ့ဂိုးပေါ်ဆိုင်တယ်နောက်တစ်ပွဲကတော့ဘာစီလိုနာနဲ့ PSG ရဲ့ပွဲစဉ်ဖြစ်တယ်တနင်္လာတနင်္လာမှာကံမဲ့ပွဲစဉ်ဖြစ်တယ်နော်ဒီပွဲစဉ်ကဘာစီလိုနာတလုံး80ဂိုးပေါင်းချေ3လုံး80ရှုံးဆိုမှပေးထားပါတယ်အဘာစီလိုနာကတော့ညူကာဆယ်ကို2-1နိုင်ခဲ့တယ်လို့ PSG ကတော့ အတလန်တာကိုအင်္ဂလမှာဖိုးစီးနဲ့နိုင်ထားတယ်ပေါ့ဘာစီလိုနာအတင်းကတော့လက်လော်ကြီးလိုက်မှာဆိုသူကတော့တိုက်စစ်တရားတော့ဒါမြူးနေတယ်ပေါ့နော်သူတို့ဖက်မှာတော့ဒါရာဖင်ဟန်ကတော့ဝဲချော်မယ်နဲ့တိတယ်ရာဖင်ဟန်မှာပါလာဖို့ဒီပွဲမှာပေါ့နော် PSG ရဲ့အတင်းကိုကြည့်လိုက်မှာဆိုတော့ PSG ရဲ့အတင်းကတော့မာဆေးကိုရှုံးထားတယ်ပေါ့နော်ဂျာယာမှာချန်ပီယံလိမှာတော့အခုကျွန်တော်ပြောခဲ့တဲ့တမ်းအတလန်တာကိုနိုင်ထားတယ်ခန်စစ်ကောင်ဒါဘာစီလိုနာဆော့တဲ့ပုံစံနဲ့ဆိုရင် PSG လည်းဂိုးရသွားနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘာစီလိုနာဆော့ထားတဲ့အတင်းကိုကြည့်လိုက်ပေါ့နော်ဒီလို Real Sociedad တို့အာကျွန်တော်တို့ဒါ Newcastle တို့ ဘယ်ကန်နိုလီဗန်တီကိုဒီလိုအသေးနေတော့ငိုရတယ်ဆို PSG ကမရတယ်အကြောင်းရှိလို့ထင်တယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်တို့ရွေးချယ်မှာဗောနော်ကြည့်ရတော့ once to os မှာဆိုရင်တော့ဒါဘာစီလိုနာနိုင်ကိုပြ၈တေးကို4.20နဲ့ PSG နိုင်ကို3.75ပဲပေးထားတဲ့အတွက်ဒါဘာစီလိုနာမလွယ်ဘူးလို့တော့ထင်တယ်ဗောနော်တလုံး၈၀နိုင်တော့ပေးထားတဲ့ဆိုပေမဲ့လည်းကျွန်တော်တို့ PSG ပဲစိုက်တယ်ဗျာ PSG ကြိုက်တယ် Boating to score yes စိုက်တယ်ဗျာဒီပွဲစဉ်မှာတော့နောက်ထပ်တဲ့ပွဲကတော့ Monaco နဲ့ Man City တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ကမန်စီးတီးကတလုံး30ရှုံးတော့ပေးထားတယ်ဘူပေါင်းကြီး320ရှုံးဆိုမှအဝေးကွင်းကလမ်းပြန်တော့ပေးထားတဲ့အချိန်တွေရောက်ပါပြီပေါ့နော်မိုနာကိုအတင်းကတော်တော်လေးတပ်ပြတ်နေတဲ့ပုံစံမျိုးပေါင်းဖြစ်နေပြီသူတို့ခံစီးကြည့်ရတော်တော်လေးယူနေတယ်ပေါ့နော်သူတို့ချန်ပီယံလိမှာဆိုဘရူကာကို4-1နဲ့ရှုံးခဲ့တယ်လို့အခုသူတို့နောက်ဆုံးလီဂူ1မှာဆိုလိုရင်းကို3-1နဲ့တောင်ရှုံးခဲ့တယ်ပေါ့နော်တောက်ဆောက်ဂိုးပေါ်တွေလည်းဖြစ်နေတယ်မန်စီးတီးကိုကြည့်မယ်ဆိုရင်နာပိုလီကို2-0နဲ့နိုင်တယ်ကချန်ချန်ပီယံလိမှာပေါ့နော်ပြီးပရီးမီယံလိမှာဆိုဘန်လီကို5-1နဲ့အင်ကွန်းမှလည်းနိုင်ထားတယ်ပေါ့နော် ဝေးခွင်းမှာဆိုရင်လည်းနည်းနည်းလေးအားနည်းတက်ပေမဲ့ဒါပေမဲ့လက်ရှိ performance ကတော့ Man City ကတားတယ်ပေါ့နော်ဒီနေ့သိရင်တော့2019ကတွေ့ဘူးလေ Man City ကပဲသူ့အိမ်ခွင်းမှာ5-3နဲ့နိုင်တယ် Monaco ကသူ့အိမ်ခွင်းမှာ3-1နဲ့နိုင်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာလွဲချော်မှာကစားသမားတွေကြီးမယ်ဆိုလို့ရှိရင်တော့ဒါ Zakaria တို့ Bamba တို့ပေါ့နော် Camara တို့ Michel တို့ပေါ့နော် Pogba တို့ရှိမယ်ပေါ့တစ်ဖက်အတက်မှာတော့ Man City မှာဆိုတော့ Nuri တို့ Chelsea တို့လောက်ရှိမယ်ပေါ့နော် Man City တို့ဒီကစားသမားတွေလွဲချော်မှုရှိတယ် မန်စီးတီးမှာတော့လူဆောင်ကနိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ Fernando Wines to Osport ချင်းမှာတော့ Monaco 6စတောင်ပေးထားတယ်။တေကို9စနဲ့ Man City အနိုင်ကိုပြန်90ပေးထားတယ်ပေါ့နော်။ Wines ဘက်မှာဆိုရင်တော့ Man City နိုင်တယ်။နိုင်တယ်နဲ့ပြန်90ကျွန်တော်တို့ရမှာပေါ့နော်။ဒါမြန်မာပေါ့ချင်းမှာတော့ကျွန်တော်တစ်ချက်ထက်စဉ်းစားဖို့တော့လိုတယ်ပေါ့နော်။နှလုံးပြတ်ဖို့လည်းလိုသေးရအောင်။ကလုံးနဲ့ပဲနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကရှုံးမယ်ပေါ့နော်။ပေါင်းစားအောင်ရှုံးမယ်ပေါ့။လက်ရှိ performance ကတော့ Man City တင်းရမယ်ဘူးတွဲမယ်လို့လည်းဒါကျွန်တော်တွက်လို့ရတယ်ပေါ့နော်။ဒါမှမဟုတ် ဒါမနာကိုအတင်းရတယ်တိုက်စစ်ကောင်းတယ်ဘူးတဘူးတော့ရနိုင်တယ်ကျွန်တော်တို့ထင်ပြီးတဲ့ဒီပွဲစဉ်မှာပေါ့နော်ဒီတွေ့ဆုံကျွန်တော်ဒီပွဲစဉ်မှာ5ဘောင်းအပေါ်ကိုချိုက်5ဘောင်းအပေါ်ချိုက်တယ် boarding to score ချိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်မှာဒါမဖြစ်နိုင်မှန်းသိပေမဲ့လည်းကျွန်တော်ကတော့အရေးဆုံးမှာမနာကိုဘော်ဒီပဲကျွန်တော်ရွေးချယ်လိုက်ပါတယ်မနာကိုနဲ့5ဘောင်းအပေါ်ပေါ့နော်ကျွန်တော်ဒီလိုရွေးချယ်ပါတယ်ဒီဒီပွဲစဉ်မှာတော့အချိုက်ချင်းတူညအနည်းတယ်ပေါ့နော်ကျွန်တော်ထင်တယ်နည်းပါတယ်ဒီပွဲစဉ်မှာတော့ တကယ်လို့အချိုက်ချင်းမတူတဲ့ရင်လည်းရှောင်လို့ရပဲအာဆင်နယ်နဲ့အိုလံပီယာကော့ရိုရဲ့ပွဲစဉ်မှာတော့ဒါနှလုံးတည်ရင်နဲ့ဘူပေါင်းကြီးတောင်း40ဆိုပြီးမှတော့ပြင်းပြင်းလေးပေးထားတာတွေ့ရတယ်ပေါ့နော်အာဆင်နယ်လက်တလောကစားထားတဲ့ဒါ performance ကိုကြည့်မယ်ဆိုရင်ကြောက်ဖမန်လီဂီပေါ့နော်အာဆင်နယ်ကတော့ champion league မှာဆိုရင်ဘီလ်ဘောကိုတူးစီးနိုင်နိုင်ထားတယ်တစ်ဖက်ကအိုလံပီယာကော့ကတော့ဒါဇီဇီဆော့ထားတယ်ပေါ့နော်ပါဖို့စ်ကိုအာဆင်နယ်လက်တလောခြေစွမ်းတွေကိုကြည့်လိုက်မယ်ဖန်နျူကာဆယ်ကိုလည်းနိုင်ထားတယ်ဗျာမန်စီးတီးကိုတည်းကြီးကြောက်အောင်ဆော့ထားတယ်ဗျာဒီဟာဆိုတော့တော်တော်လေးဒါခံစစ်ကတော့ ထက်ကိုးတွေပေါ့နော်ပြန်ပြီးမှတချို့ပွဲတွေမှာပြန်ပေးနေရတွေ့ရတယ်ဒါပေမဲ့ခံစစ်ကတော်တော်ကြီးငင်းပါတယ်အိုလံပီယာကောကိုချိလိုက်မှာဆိုအိုလံပီယာကတော့တွေ့ပြီးတွင်လဲမှာဆိုလို့ရှိရင်တော့ဒါမဆိုးပါဘူးလေနော်ဒါသူတို့နိုင်ပွဲတွေတွေ့တယ်ဂိုးတွေလည်းပေးခံထားတာမျိုးလည်းတွေ့ရပေါ့နော်အာဆင်နယ်နိုင်ဖို့တော့လွယ်ပါဘူးဖွင့်ထားတဲ့ဒါ wants to us ပေါ့ကြီးမှာဆိုအာဆင်နယ်အသင်းအနိုင်ကို16ပြတည်ရခု9ဆပေါ့နော်ဒါအိုလံပီယာကောအနိုင်ကို18ဆဆိုတာမလွယ်ပါဘူးကျွန်တော်ငကူပြက်မှပြက်တာပဲကြည့်ရမယ် 2G 3G ဖြစ်မလားဗောနော်ဒါကြည့်ရမယ်ဗောနော်ကျွန်တော်ဒီပွဲစမှာ5ဘောင်းအောက်ကိုခြိုက်ဗောနော်5ဘောင်းအောက်ကိုခြိုက်တဲ့ body မှာတော့ကျွန်တော်ဒါအာဆင်နယ်ပဲခြိုက်ပါတယ်ဗျာအာဆင်နယ်နှလုံးတည်ရဆိုနေအာဆင်နယ်ပဲယူရမှာဒီပွဲစမှာတော့အင်္ဂလန်နဲ့ဖြစ်နေတယ်ဗောနောက်ထပ်တဲ့ဘွဲကတော့ Villarreal နဲ့ Juventus တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ Villarreal level 40ဂူပေါင်းကြီးနှလုံး80ရှုံးထုံမှာပြေးထားပါတယ်နော်ကာ Juventus အတင်းကတော့ဒါ Champions League ပွဲစဉ်မှာထွန်းတော့ညီကိုလေးတိတဲ့အတိုင်းပဲဒါ 44ဆိုတဲ့ရန်လက်နဲ့ပေါ့နော်ဒေါမွန်ကိုတည်ချခဲ့တယ်။ပပကဘီလာရီယာတော့စပါဝမ်းစီနဲ့ရှုံးခဲ့တယ်ပေါ့နော်။ဘီလာရီယာတော့ဒါလာလီဂါမှာဆိုနောက်ဆုံး3ပွဲဆက်နိုင်ထားတဲ့အတင်းနဲ့ဖြစ်တဲ့အိုဆာဆူနာစီဘီလာဘီလဘာအိုဆိုမှာ3ပွဲဆက်သူတို့နိုင်ပွဲတွေ့ထားတယ်ပေါ့နော်။ဂျူဗင်တက်ကတော့စီရီမှာတော့သူတို့နောက်ဆုံး3ပွဲဆက်တည်ရီဆော့ထားတာလည်းတွေ့ရတယ်။ဒီနေ့တဲ့အင်တော့တွေးဆောင်ခဲ့ဘူးတာ2020ကဖြစ်တယ်ဗောနော်ဂျူဝင်ကွဲမှာဂျူဝင်ရှောင်းတယ်ဟီလာရီရဲ့ကွဲမှာတည်ရီဆော့ထားတာလည်းတွေ့ရတယ် ဒီပွဲစဉ်တဖွင့်ထားတာကတော့ Asian အသင်းအနိုင်ကို2.20တရီကို3.30နဲ့ Junior နိုင်ကို3.25ပြထားကျွန်တော်ဂိုးပေါင်းအပေါ်စိုက်တဲ့ Junior တက်ပေါ်ကြီးစိုက်ပါတယ်နောက်ထပ်တဲ့ပွဲကတော့ဒါ Dortmund နဲ့ Bayer Leverkusen ရဲ့ပွဲစဉ်ဖြစ်ပါတယ် Dortmund 380နဲ့ဂိုးပေါင်းကြီး390ဆိုမှပြထားတယ်ဒါ Dortmund အသင်းကတော့ Left Lock Season မှန်တာအတည်ငြိမ်နေတဲ့အသင်းဖြစ်တယ်ပေါ့နော်ဒါ Dortmund လည်းဆော့ခဲ့တဲ့ပွဲတွေကြီးလိုက်မယ်ဆိုရင် Bundesliga မှာပဲကြီးကြီးဒါ Champions League မှာဆိုရင်တော့တည်ကြီးဆော့ထားတယ်ပေါ့နော် ပါဘိုနပ်စ်လေးရမှာဆိုဘူးဘတ်တော့မိုင်းစတိုးတော့အတင်းကိုဒါဘူးမပေးရဘူးနော်ကလင်းရှစ်တင်နေနိုင်ထားတယ်တစ်ဖက်ကဘီပါဟိုအတင်းကတော့နောက်ဆုံး၅ဘွဲ့ဆက်နိုင်ကိုပြောင်းနေတဲ့အတင်းနဲ့ဖြစ်တယ်လို့တိုက်စစ်ကဘူးတော့ဘူးတွေပဲရထားတယ်တော်တော်လေးဆိုးနေတဲ့အချိန်တွေမှာရှိတယ်ဗောနော်ဒီနေ့တင်းရင်တော့တွေ့ဆုံခဲ့တဲ့ဒါ head to head 2021 2016 club friendly ပွဲတွေပဲရှိတယ်ဗောနော် match to austin မှာဆိုရင်တော့ dom online ကို83မြန်တေကို3.70 bilbao online ကို4.20ပေးထားပါတယ်ကျွန်တော်ကတော့ dom online အတင်းပဲခြိုက်ပါတယ် dom online နဲ့ ကိုပေါင်းတောင်းတောင်းဒီဖြစ်သွားမှာထင်တယ်နော်ကိုပေါင်းအပေါ်ကျိုက်တယ်နောက်ထပ်တစ်ပွဲကနာပိုလီနဲ့စပေါ်တင်စီပီရဲ့ပွဲစဉ်ဖြစ်တဲ့နာပိုလီတလုံး80ကိုပေါင်းကြီးတောင်းတောင်း80ပေးထားတယ်ဗောနနာပိုလီကတော့ဒါဆုံးထားတယ်ဗောဗျာမန်စီးတီးကိုဒါစပေါ်တင်ကတော့ကိုင်းတဲ့ကိုနိုင်ထားတယ်ဒါဖွင့်ထားတဲ့ဘော်ဒီရေးရတယ်နာပိုလီတလုံး80ကိုပေါင်းကြီးတောင်းတောင်း80ဖြစ်တယ်ဗောဒီနေ့တင်းရတဲ့ချိန်တစ်ခါမှလည်းပေးဆောင်ဘူးထားတာလည်းမရှိဘူးဗောနနာပိုလီကတော့ဒါတယ်လီစီးတီးမှာဆိုရင်တော့တိုက်စစ်ကတော့ဘိုးတွေကတော့ရရနေတယ်ဗောနဒါမဲ့သူတို့ AC Milan 2-1ဆိုတဲ့ရန်လာနဲ့အဝေးခွင့်မှာရှုံးထားတယ် တစ်ဖက်ကဒါ sporting ကိုကြည့်လိုက်မယ်ဆို sporting ကလည်းတိုက်စစ်ကတော်တော်လေးကောင်းပါတယ်ဘိုးရီတောက်ဆောက်ရနေတာမျိုးတွေ့ရတယ်ပေါ့ wise to of squad ကျင်းမှာဆိုရင် napoli အနိုင်ကို85ပြတေးကို3.60နဲ့ cb အနိုင်ကို90စာပေးထားတယ်ကျွန်တော်ကဒီဘွဲစင်မှာ Sporting CB ပဲစိုက်ပါတယ် Sporting CB ပြီး Sporting Score Yes စိုက်တယ်ပေါ့နော်။နောက်ဆုံးတစ်ဘွဲက Liverpool နဲ့ PSV တို့ရဲ့ဘွဲစင်ဖြစ်ပါတယ်။ Liverpool တလုံး90ဘူပေါင်းချေတောင်းလုံး90ဆိုမှပေးထားတယ်။ Liverpool ကလည်းနီးပြပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကောင်းခဲ့တယ်ပေါ့နော်။ PSG ကတော့ USG ကိုရှုံးတယ်လီဗာပူးဆင်ကတော့ဒါကျွန်တော်တို့ကိုပင်ယုံတည်ချထားတယ်ပေါ့နော်ဒီနေ့တင်ရတဲ့ဒဇင်တခါမှ head to head မရှိဘူးလီဗာပူးဆင်ရဲ့ဒါ Bundesliga ပွဲစဉ်တွေကြည့်မယ်ဆိုရင်လည်းတိုက်စစ်ကောင်းတယ်ခံစစ်လည်းဂိုးတွေပေးရတယ် PSV ရဲ့တင်းကလည်းဒါတိုက်စစ်ကောင်းတယ်ခံစစ်တဲ့ဂိုးကြီးပေးရတယ်ကျွန်တော်ကဒီပွဲစဉ်မှာပေါ့နော်ဂိုးပေါ်ဖြစ်ဖို့များတယ်လို့သုံးသပ်မိတယ်ပေါ့နော် Wise to Osma ဆိုရင် Liverpool အနံကိုပြားခိုးစေတေရီကို3.90နဲ့ PSV အနံကို3.75ဆိုမှပေးထားပါတယ်ကျွန်တော် လီဗာပူးစင်ဘော်ဒီခြိုက်တယ်ပြီးရင်ဂိုးပေါင်းအပေါ်ခြိုက်ပါရန်ဒီကိုကြီးကျွန်တော်ပြချာလေးရွေးချယ်ထားပါတယ်နော်ဒီကိုတို့ဒါခုနကျွန်တော်ပြောခဲ့တဲ့ဒါမန်စီတီပွဲပေါ့နော်အချက်ချင်းမတူရင်လည်းဒါရှောင်လို့ရတယ်ပေါ့နော်ဘယ်ခွဲပဲဖြစ်ဖြစ်ပေါ့ကျွန်တော်အတနိုင်ဆုံးပြချာရွေးချယ်ထားပါတယ်အားလုံးပြောင်းပြကြပါစေ BBN ခံပြီးလက်ကြည့်ပေးကြပါအောင်လို့တောင်းထုတ်ချင်ပါတယ်နော်